တနင်္ဂနွေပိတ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ်အန်စီလက်မှတ်ရထိုးခြင်း၁၀နှစ်ပြည့်အခမ်းအနားကိုအပြည့်အလက်မှတ်မထိုးနိုင်သေးတဲ့တိုင်းဒါရနကိုင်အဖွဲ့စည်း EAO တွေကိုလည်းဖိတ်ကြားထားတယ်လို့နိုင်ငံတော်လုံးချုပ်ရင်းအေဂျင်တာရဲ့ကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြောပါတယ်၂၀25ခုနှစ်အောက်တိုဘာ9ရက်ကအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးမစ္စတာဟာဆန်နဲ့တွေ့ဆုံစဉ်သူကပြောကြားခဲ့တာဖြစ်ပါတယ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကအခုလ15ရက်နေ့မှာ NCA နှစ်ပတ်လည်နေ့အခမ်းအနားကိုကျင်းပပြုလုပ်သွားမှာဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းဒါလနဲ့ကန်အဖွဲ့တွေမှာခေါင်းဆောင်များ NCA လက်မှတ်မရေးထိုးထားရသေးတဲ့တိုင်းဒါလနဲ့ကန်အဖွဲ့တွေမှာခေါင်းဆောင်အချို့နဲ့နိုင်ငံတကာမှာအသီးသတ်တွေတက်ရောက်သွားမယ်လို့ပြောပါတယ် NCA လက်မှတ်ရေးထိုးခြင်းနှစ်ပတ်လည်အခမ်းအနားကိုနေပြည်တော်မှာ2025ခုနှစ်အောက်တိုဘာ15ရက်မှာကျင်းပမှာဖြစ်ပြီး16 19ရက်များမှာတော့ငြိမ်းချမ်းရေးဖိုရမ်ကိုဆက်လက်ကျင်းပမှာဖြစ်ပါတယ်အဲ့ဒီအခမ်းအနားကို NCA ထိုးထားတဲ့လက်နက်ကန်ခုနှစ်ဖွဲ့နဲ့အိန္ဒိယနိုင်ငံတွေအပါအဝင် အတိတ်တဲ့နိုင်ငံတွေမှာစုစုပေါင်း90လဲဥယေ400ကျော်ကိုဖိတ်ကြားထားတယ်လို့ NCA ထုတ်ပါတယ်ပအုပ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLONCAS မှာဥက္ကဋ္ဌဗိုလ်မှူးကြီးခုံးကာက CNN သတင်းထံလာကိုပြောပါတယ်ဘုလကြီးစက္ကန့်နဲ့ခေါင်းတော့ပြောရဝင်ရမဟုတ်တော့ကျွန်တော်တို့နိုင်ငံပါတီတွေဖိုက်တယ်။အချင်းတက်တွေရော 这对南阳的那发配件来讲，要多拿到你呃，另外厂家拿到配件都增加啦。哦，就是电脑啊，就什么八百来里头，就移动啊的，就呃，咱们村里的话八百来里头来配件加二万。这个不都垃圾了吗？垃圾他们自己扔，配件了就直接丢进配件了，不要了嘛，还要再包嘛，现在记得了。 အထိုင်းမှာနေရာဖွဲ့တယ်ဗျာ။နောက်ပြီးတော့ဒီတိုင်းရဲ့ချင်းနေရာပြောင်းလဲတော့ဟုတ်တယ်နေတော့အရေးကောက်ပွဲစပြီးပြင်ပါလေ။အဲမင်းကမင်းနေရာလာတဲ့ကကြတော့အငယ်ငယ်လုံငန်းစဉ်ကိုပို့ပြီးတော့အားပေးတဲ့ပုံမျိုးသဘောမျိုးဖြစ်အောင်လည်းဒီအစီအစဉ်ကစနေကိုအောင်တယ်ပေါ်တယ်လို့သိရပါဗျ။အစီအလက်မထိုးခြင်းဆယ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကိုလက်မမထိုးနိုင်သေးတဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWS အမျိုးသားဒီမိုကရေစီမဟာမိတ်တက်မတော် NDAA ရှမ်းပြည်တိုးတက်ရေးပါတီ SFPB ကိုဖိတ်ကြားထားကြောင်းအဲ့ဒီအဖွဲ့ကလည်းတက်ရောက်မှဖြစ်တယ်လို့နေဆက်သူတွေထံမှသိရပါတယ်။ဒါပေမဲ့အာရခတက်တော် AA မြန်မာမျိုးသားဒီမိုကရေစီမဟာမိတ်တက်မတော် MNDAA တောင်းအမျိုးသားလူမျိုးအရေးတက်မတော် TNLA တို့ကိုတော့ဖိတ်ကြားထားတာမရှိဘူးလို့သိရပါတယ်။မကြာမီကျင်းပါမယ်ရွေးကောက်ပွဲအလုံးမှာဖြစ်ပေါ်လာမယ့်အဆိုးရွားတွေလွှတ်တော်တွေငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးဆက်လက်လှုံ့ဆော်နိုင်ဖို့ NCA စနေပြည့်အခမ်းအနားမှာ သဘောတူညီချက်တွေရရှိနိုင်တယ်လို့ NCA ထုတ်ရတယ်။ပောက်အမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO NCAS မှာဥက္ကဋ္ဌဗိုလ်မှူးကြီးခုံးကာက CNN သတင်းထံလာကိုပြောပါတယ်။ကျင်းရတော့တခါလဲတော့ကြရတော့မပြောင်းပါဘူး။ဒီတော့လည်းအချင်းချင်းကတော့ဖြစ်နိုင်လို့ဆိုတော့ဒီလာမဲ့ဒီရောက်ဝဲအလောဖြစ်ပေါ်လာမဲ့ဒီအစိုးရတော့ဒီရောက်ဝဲအလောဖြစ်ပေါ်လာမဲ့လွတ်တော်တော့အဲ့ဒီမှာတော့ဘာကြီးတော့ ဟိုပတ်သက်မှုရှိမှတဲ့အဲဒီအရလို့တော်တော်ရောက်ခွဲလုံကအလုံးဆက်လုံးနိုင်အောင်မနေ့အခုဒီဆန်ဒီယာနေတော့သဘောတူချက်တွေကရနိုင်ပါတယ်အန်စီရဲ့စာချုပ်ကိုရှမ်းပြည်ပြန်လည်ထူထောင်ရင်းကောင်စီ RCS ၊ကရင်အမျိုးသားအစည်းအရုံး KNU ၊ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA ၊ကရင်အမျိုးသားအစည်းအရုံး၊ကရင်အမျိုးသားလူမျိုးရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ KNU KNLAPC ၊ပို့အမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL ၊ရခိုင်ပြည်နယ်လူမျိုးရေးပါတီ ARB မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDS ချင်းအမျိုးသားတပ်ဦး CNF တို့က2025ခုနှစ်အောက်တိုဘာ15ရက်မှာလက်မှတ်ထိုးခဲ့ပါတယ်။အဲဒီနောက်မွန်ပြည်သက်ပါတီ MNSP လာဟုဒီမိုကရက်တစ်အစည်းအရုံး ADU တို့ဟာ2018ခုနှစ်ဖေဖော်ဝါရီ23ရက်မှာလက်မှတ်ထိုးခဲ့ပါတယ်။ဒါပေမဲ့ ABSDS CNS KNU တို့က NCA အနေနဲ့နောက်ထပ်ကြောင်းနဲ့ NCA ပြတ်သွားပြီဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။